ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဘာရစ်မမဟေးရေအဖေကတော့ဘလို့မှတကြမနေနိုင်တော့ဘူးထင်တယ်။မင်းတို့သုံးယောက်စလုံးကို ပြောစရာတစ်ခုရှိတယ်။ပေါ်ဗီကညီကိုရီတာထဲမှာညီမလေးတယောက်ပဲပါလာတာမလား။အကယ်၍ငါသေသွားလို့ရှင်ရင်သူ့ကိုကောင်းကောင်းလေးပြုစုပြုထောင်ပေးပါ။ဒါကတော့မင်းတို့အဖေရဲ့ဖြစ်ချင်တဲ့အိမ်မက်ပဲ။အမေစိတ်မပူပါနဲ့သူ့ကိုကောင်းကောင်းဂရုစိုက်လိုက်ပါမယ်။ရှီဗနီနီရှာ ငါချွေးမတွေဒီလိုလက္ခဏာလာပါ ਉ အခုဆိုလို့ရှိရင်အမေကနင်တို့ကိုပေါ်ဗီကိုကြည့်ပေးဖို့အတွက်တာဝန်နေပေးလိုက်ပြီနော်စိတ်မပူပါနဲ့အမေရဲ့အမေသာကောင်းကောင်းအနားယူပါကျမတို့သူ့ကို ကောင်းကောင်းဂယုဆိုင်လိုက်ပါမယ်ကျမတို့မှာညီမတွေလည်းမရှိတော့သူကကျမတို့ရဲ့ညီမအရင်လေးတယောက်လိုပါပဲဖူဖီကလေးဒီနေ့အစပြီးအမတွေကမင်းရဲ့မိဘတွေလို့မှတ်ယူလိုက်နော်အဲ့လိုမပြောပါနဲ့မမေရဲ့သမီးတို့မထားသွားပါနဲ့အော်ကလေးရဲ့ဒီကဘာလောကကြီးကိုလာတဲ့လူကတနည်းချင်သိရမှာပဲမဟုတ်လားဒါကတော့ဆာလာရဲ့နောက်ဆုံးစကလုံးနေပဲဖြစ်ပါတယ်ဒါရီပြောပြတဲ့အချိန်မှာသူမရဲ့မျက်လုံးတွေကအထဝရပိတ်ဆက်သွားခဲ့ပါပြီပေါ်ဗီကသူမမရဲ့သိဆုံးမှုကနေလက်ခံနိုင်ဖို့အတွက်လာပေါင်းများစွာအချိန်ယူခဲ့ရတယ်တလားကြာတဲ့အချိန်မှာသူမကကောလိ ိတ်သွားဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ။အမ၊ကျမကြောင်းသွားရမယ်။ကောင်းလေ။ဘာလို့လဲ။ဘာဘာဘာလို့အဲ့လိုလဲ။ဘယ်လိုပြောရလဲအမ။အင်း အမပြောတာမင်းအင်ထာမှုကိစ္စတွေကိုတင်ကြရမယ်လေဒီလက်ထပ်ပြီးလို့ရှိရင်မင်းကောလိပ်ကျောင်းမှာတင်လာတဲ့ပညာတွေကဘာမှအသုံးဝင်တော့မှာမဟုတ်ဘူးဟုတ်တယ်ဇတနီကြီးရဲ့သူပြောတာအရင်မှန်တယ်မင်းက၁၈နှစ်တောင်ပြည့်ပြီးနေပြီလေအင်ထောင်ပြုတ်လို့ရနေပြီတနှစ်နှစ်နှစ်အတွင်းမှာမင်းကိုရီးယားမျိုးအင်ထောင်ပြုတ်ပေးလိမ့်မယ်ဟာအမကလည်းကျမအင်ထောင်မှမပြုတ်ချင်သေးတာယောက်ျားမြှုပ်ချင်သေးဘူးကျမကြောင်းကောင်းမှစတင်မယ်ပြီးလို့ရှိရင်အလုပ်ကောင်းကောင်းရအောင်လုပ်မယ်ဟမ်မင်းမေတည်ပြီးကလေးကလူတွေကပွားစီပွားစီပြောချင်နေကြတာငါတို့တွေကမင်းကိုအပြင်ထွက်ပြီးပတ်စံရှာခိုင်းလို့ဖြစ်မလားငါတို့တွေရဲ့ ဖြစ်တည်မှုတွေကိုပတ်ဝန်းကျင်မှာအလောင်ခံရအောင်လို့လို့လားဘလို့ပဲဖြစ်ဖြစ်ပေါ့အမရဲ့အမေကမပြောခဲ့ဘူးလားမသိခင်ကငါတို့ကနင့်အမေတွေပါဆိုလို့လို့လေအေးငါတို့ရဲ့အမေကိုနင့်ဒီနေ့အစပြီးနားခံရမယ်ဒီနေ့အစပြီးတော့မင်းပညာသင်တဲ့အလုပ်တွေကိုပြီးအောင်လုပ်လိုက်ပြီးလို့ရှိရင်စာအုပ်တွေကိုလွှင့်ပြလိုက်တော့ပြီးလို့ရှိရင်စပြီးတော့အလုပ်လုပ်တော့ Shivaresh ဘာယာတခုခုပြောပြပါဦးအမ तू စာတင်ချင်လို့ရှင်လေသူ့ကိုဒရိုင်းလွတ်ထားလိုက်ပါလားတတိယနေစံ Yuvaresh မင်းတို့ကိုလေငါကောလိပ်မပို့ခဲ့ဘူးလားဟင်မင်းတို့ဒီမှာပါလို့လေဟမ် ဲ့ဒီမှာရှာမန်နဲ့ချစ်တယ်ကြိုက်တယ်ပြီးရင်အိမ်အောင်ပြုတ်သွားတာပဲတကယ်လို့သူမသာဒီလိုမျိုးထက်လို့မယ်ဆိုလို့ရှိရင်တော့ငါတို့မျက်နာတွေဘယ်မှာတားထားရတော့မလဲဒါပေမဲ့အမရဲ့ကျမဒီလိုမျိုးမလုပ်ဘူးလို့ကတိပေးပါတယ်တော်ပြီမင်းပါဆက်ကိုပြေးလိုက်တော့ပြီးမျိုးကြောင်နဲ့ဝင်လိုက်တော့အစားအစာတွေကိုစတင်ပြင်ဆင်ပါ ဒီနေ့အစပြီးတော့ဖူဖိုင်ရဲ့ရောင်မနေရောက်ကသူမကိုအိမ်လုပ်တွေပဲနင်းငံလုပ်ခိုင်းခဲ့ပါတယ်။ပြီးလို့ရှင်တော့သူတို့ကတော့ကောင်းကောင်းအနားယူနေခဲ့ပါတယ်။သူတို့ကပတ်စံမပေးရတဲ့အင်ဖော်တယောက်ကိုတွေ့ပြီးဆိုပြီးအယံကိုပြောရွှင်နေခဲ့ပါတယ်။ဒါပေမဲ့တနာစရာကောင်းတဲ့ပေါ်ဗီရဲ့အတွေ့အထဲမှာတော့သူ့ကိုနေရောက်ကိုတာဒီအကြောင်းကိုပြောပြလိုက်မယ်ဆိုလို့ရှင်ရင်သူမကသူမကိုနားလည်ပေးနိုင်မယ်လို့ထင်ပြီးတော့ဒီလိုပြောပြခဲ့ပါတယ်။အကိုကျမပြောစရာရှိလို့အင်ပြောလေညီမလေးဘာဖြစ်လို့လဲ။အမကြီးရလေကျမကိုစာမတင်ခိုင်းတော့ဘူး။ကျမကောလိကိုသွားချက်နေအကို ကျမစာဆက်တင်ခြင်းနဲ့ဘာမင်းပေါ်ဗီရဲ့စာရီကိုဆက်မတင်ခိုင်းတော့ဘူးကျမတို့ကဒီအိမ်ကောင်းဖို့အတွက်ပဲလောက်ရတာပဲလေ ယူဗရက်ရှ်လုတ်တဲ့အချိန်မင်းလိုက်လုတ်ချင်မနေနဲ့သူမကလည်းဒီတိုင်းပဲဖြစ်မှာပဲကောလိကျောင်းသွားမယ့်အကြောင်းပြပြီးတော့သူရောက်ချာယူလာမှာပဲအဖက်တယ်မှာပြည်လူတွေကအတင်ပြောကြအောင်ပဲမိဘမရှိရဲ့မိန်းကလေးတရားပြက်စီးနေပါတယ်ဆိုပြီးတော့လေမင်းတို့ညပြောတာလည်းမှန်ပါတယ်ငါမင်းတို့နဲ့သဘောတူတယ်သူတို့ပြောတာလည်းမှန်နေတာပဲလေမင်းကမိန်းကလေးဆိုစိတ်ပူရတယ်ယောက်ျားလေးဆိုရင်ဘာမှစိတ်ပူစရာမလိုဘူးဒီနေ့ကစပြီးတော့ယောင်မရီစီကနေအိမ်မူကိစ္စတွေပဲတင်ရလိမ့်မယ်ဒါငါတို့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ပဲသူကိုရီးယားစကားကိုကြားရတဲ့အချိန်မှာသူမအယံကိုစိတ်အားငယ်သွားခဲ့ပါတယ်အမဖော်ဖီ ်ဘာတွေလုပ်နေရလဲအမကျမပြောတာမှန်ပြီလားဒီနေ့ဆိုလို့ရှိရင်အလူပရာတာတွေလူတိုင်းအတွက်လုပ်ပေးရတော့မယ်လေဒီနေ့ငါတို့ကျမကြီးကတိတ်နေမကောင်းချင်အောင်ဒါကြောင့်မင်းတို့အကုန်လုပ်လိုက်ဟဲ့မင်းညီမအလောက်ခိုင်းနေရတာကိုနေမရှက်ဘူးလားဟမ်မင်းတို့နေအောင်စလုံးဒီနေ့ချက်တော့ချက်ပြုတ်ရဲ့လားအိမ်မူကိစ္စတွေအကုန်လုံးသူမကိုပဲလုပ်ခိုင်းနေတာမင်းရဲ့ကောလိပ်ကျောင်းကလည်းရက်တန့်သွားပြီလေမင်းအလောက်တောင်စကားများနေမယ်ဆိုရင်တော့အိမ်ကနေနှင်ထုတ်ပြစ်ရလိမ့်မယ်နားလေလားဟုတ်ပါပြီကျမအခုပဲသွားပြီးအလုပ်လုပ်လိုက်ပါမယ်မောင်နှမ၃ယောက်ထဲမှာအငယ်ဆုံးဖြစ်ပေမဲ့အကိုရီလိုကံမကောင်းရှာတဲ့ဒီကောင်မလေးကတော့ ့ရောင်မရီရဲ့အနိုင်ကျင့်မှုတွေကိုနေတိုင်းခံနေရပါတယ်။နောက်တစ်နေ့မှာတော့အငယ်ဆုံးအမဖြစ်တဲ့ Rashmi ကမိလာဆောင်သွားတဲ့အချိန်မှာ Rashmi ကမိဖို့ချောင်းတဲကိုဝင်ခဲရပါတယ်။သူကပြန်ပြောတယ်မနက်စောအိမ်နေရမိသားစုအတွက်ဟင်းချက်ဖို့အခု၃ရက်အတွက်မနက်စာထုတ်ဖို့သူကမင်းလို့စင်းရဲတဲ့သူမတွေ့အောင်တက်ကတူကလည်းမပို့ဖြစ်တော့ဘူး။ကိုကကိုလေးလာပြီးတော့ကိုပညာရေးနဲ့ကို ရှစ်တက်နိုင်တယ်မဟုတ်ဘူးလားဒီလိုလို့တာဘာမှားနေတာရှိလို့လဲသူမကိုရိုင်းကတကိုယ်ရဲ့ရက်တီနေပြီလို့ပြောပြီးသူမကလည်းတန်ဖိုးရှိရဲ့မိမတူဖြစ်နိုင်တယ်လို့ဆိုလိုက်ပါတယ်ကျွန်တော်လို့တာအားလုံးကသူမကောင်းဖို့အတွက်ပဲလို့ပြောပြီးအကိုရီကထွက်သွားခဲ့ပါတယ်ရှူမီကအမိုဟစ်ကိုပြောတယ်ရှူရူတီက hostel မှာလီလာနေရလို့ကြားတယ်။သူမအဖြစ်တခုလုပ်တယ်ဆိုရင်ကြောင်းပေးမတက်လိုက်တာပိုကောင်းမယ်နော်။သူမကိုဘူရီနဲ့အတူအိမ်မှာပဲအလုပ်လုပ်ဖို့ခေါ်လိုက်ပါ။ ဆက်တဲ့တန်းကလေးကဒီအိမ်ထားမှုကိစ္စတွေကိုတင်ထားလိုက်ရမှာအဲ့ဒါဆိုရင်ဒီအချိန်မှာဘာမှစောင့်နေစရာမလိုပဲနဲ့ယောက်ျားပေးစားလိုက်လို့ရပြီဘာလို့ဒီလောက်တောင်အနိုင်ကျင့်နေရတာလဲသူကမင်းရဲ့သမီးအရင်မဟုတ်လို့လားရှယ်ရီတီရဲ့မိဘတွေလားဒီနေတိုင်းပဲပေါ်ဗီရဲ့မိဘတွေလဲသူမအကြောင်းကိုကောင်းကောင်းလေးအိမ်မက်မက်ထားမှာပဲမဟုတ်ဘူးလားသူမသမီးဖြစ်စေချင်တဲ့အရာတွေကိုသူတို့ဖြည့်ဆည်းပေးချင်လိမ့်မယ်လေဒီမိဘကြောင့်နဲ့မှအချိန်ကုန်ခံချင်မှာမဟုတ်ဘူးရရှမီရဲ့စကားတွေကိုကြားလိုက်တဲ့အချိန်မှာတော့လူတွေကလုံးကရှယ်ရွန်စွာနဲ့ခေါင်းငုံသွားကြပါတယ်သူတို့ရဲ့အမားတွေကိုကောင်းကောင်းသဘောပေါက်သွားကြပြီဖြစ်ပြီး ီးတော့ Pervy ရဲ့ရောင်မနေအောင်စလုံးကသူမကိုဒီလိုမျိုးပြောပြီးတောင်းပန်ခဲ့ကြပါတယ်။ Pervy ညီမလေးအမတို့ခွန်လွတ်ပါဒီနေ့အစားပြီးတော့ညီမလေးလှုပ်ချင်တဲ့အရာတွေအလုံးကိုညီမလေးလှုပ်သွားပါနော်။ Pervy ကလည်းဒီလိုပြန်ပြောင်းလိုက်ပါတယ်။ Rashmi အမအမလိုမျိုးဖြစ်ချင်လိုက်တာအမလိုမျိုးအိမ်မှုကိစ္စတွေနိုင်နေပြီးတော့အလှပဆုံးပြင်ဆင်လိုက်ချင်တယ်။အဲဒီချိန်မှာပဲ Pervy က Rashmi ကိုတင်းကျပ်စွာဖတ်ထားလိုက်ပါတယ်။နောက်တနေ့မှဆိုရင်တော့သူမကကောလိပ်ကျောင်းကိုသွားထွက်နေပြီပဲဖြစ်ပါတယ်။ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Morris Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။